်ခုကတော့စကားလုံးရှိတူကြောက်တာပါ fear of long words ကိုခေါ်ပါတယ်သူ့ပေးထားတဲ့နာမည်ကလည်းအလွန်မင်းရှိပါတယ်စကားလုံး36လုံးပါတယ် hippopotamus ro sesquipedalio phobia ပါဒီ phobia ကတော့စကားလုံးအရှိကြီးကိုမြင်အလွန်မင်းစိုးရင်ပူပန်ကြောက်ရွံ့တာပါအတန်အတွက်ပေါမအိုအလွန်မင်းကြောက်ရွံ့သွားတာပါနောက်တစ်ခုကတော့ fear of chins ေးစီကိုကြောက်တာပါဒါတော်တော်ကိုစင်စင်ကြောင့်တရားမရှိတဲ့ကြောက်ရွံ့မှုလို့ထင်နိုင်ပါတယ်ရေစရာကောင်းလို့ထင်ရပေမဲ့တကယ်ကိုအမှန်တကယ်သူတို့ကြောက်ကြတာပါဒီကြောက်စိတ်ဟာမေးစီကိုမြင်လိုက်တဲ့အခါထင်းပြီးတဲ့အခါသို့မဟုတ်မေးစီအကြောင်းစဉ်းစားလိုက်တာနဲ့တောင်စတင်ဖြစ်ပေါ်နိုင်ပါတယ်ဒါကြောင့်လူမျိုးရေးခြေနေတွေမှာပြင်းထန်တဲ့စိတ်သောကတွေကိုခံစားရနိုင်ပါတယ်နောက်တစ်ခုကတော့ PK ကိုကြောက်တာပါ fear of chewing gum chicly phobia လို့လည်းခေါ်ပါတယ် PK ကိုမြင်လိုက်တာ PK ဝါနေတဲ့အတန်ကိုကြားလိုက်တာအနံ့ရလိုက်တာနဲ့ဒီကြောက်စိတ်ကိုဖြစ်နိုင်ပါတယ်တချို့လူတွေက PK ဝါတဲ့အတန်ကိုကြောက်ကြပြီးတချို့ကစားပီးသား PK ကိုစပွဲကုန်အောင်မှာသူမဟုတ်မြေကြီးပေါ်မှာကတ်ထားတာကိုမြင်လိုက်တာနဲ့အလွန်မင်းထိတ်လန့်ကြောက်ရွံ့သွားတတ်ကြပါတယ် နောက်တစ်ခုကတော့အိယာမှာကြောက်တာ somniphobia ပါအိတ်နေတဲ့အချိန်မှာ ထိ ंछ ုံမှုမရှိဘူးလို့ထင်ပြီးအိတ်ဖို့အလွန်များကြောက်တဲ့သူတွေပါနောက်တစ်ခုကတော့ကမာကိုအလွန်ကြောက်တာ fear of dancing အလွန်မင်းကမယ်ဆိုရင်အလွန်မင်းခြေပြားလက်ပြားတွေအေးဆက်ပြီးကြောက်ရွံ့လာတာပါနောက်တစ်ခုကတော့ fear of beards မိုးစိတ်မွေးရှည်တွေကိုအလွန်မင်းကြောက်တာပါမိုးစိတ်မွေးရှည်နဲ့လူကိုမြင်လိုက်တိုင်းတစ်ပြိုင်နဲ့အလွန်မင်းကြောက်သွားပြီးတော့မှ အရန်တုန်လှုပ်သွားတာပါနောက်တစ်ခုကတော့ optophobia မျိုးလုံးဖွင့်ကိုမျိုးလုံးဖွင့်ရမှာကြောက်တာပါမျိုးလုံးပိတ်ထား